မင်္ဂလာပါရှင်။ဘာမခက်တဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့သတင်းသတင်းထိုးများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမှာဖြစ်ပါရရှင်။ယခုကပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီ၏ Bluetooth scan ကို KNL ပူးပေါင်းတပ်များကသိမ်းပိုက်ရရှိပြီးစစ်ကောင်စီတပ်သားများထိုင်းဘက်သို့ထွက်ပြေးလာကထိုင်းစစ်တပ်ကအကူအညီပေးထားဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ကရင်ပြည်နယ်လိုင်းပွဲမျိုးနဲ့ထိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီ Bluetooth ခံကို KNLA ပူးပေါင်းတပ်များကတင်ပိုင်ရရှိပြီးမြန်မာစစ်သားများသေဆုံးခြင်းနဲ့ထိုင်းဘက်သို့အထွက်ပြေးလာမှုများရှိနေကြောင်းမဲဆောက်မီဒီယာအပါအဝင်ထိုင်းသတင်းဌာနချို့ကသတင်းပေးဖော်ပြသည် February 26ရက်နေ့မှစတင်၍ကရင်ပြည်နယ်ထိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီလက်အံခလိုက်ရ37တရင်ဤ Bluetooth စစ်ခံကို KNLA ဦးဆောင်သောပူးပေါင်းတပ်များတိုက်ခိုက်ခဲ့ကြောင်း ရှင်းနောက်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများဖြင့်တောက်လျှောက်ခိုးခံခဲ့ရမှာယနေ့မက်လ14ရက်နေ့တိုင်းစံတော်ချိန်နနက်7:30မိနစ်ချိန်စစ်ကောင်စီပူလူဒုစခန်းမှာလုံးဝပျက်စီးသွားက KNL ဦးဆောင်သောတပ်များသိမ်းပိုက်ရရှိသွားကြောင်းပူလူဒုစစ်တပ်စခန်းကို KNL တပ်မှခုနှစ်ကဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ စစ်တပ်၏ပူလူတူစကန်ဒင်းတိုက်ပွဲတွင်မြန်မာစစ်တပ်ဘက်မှအများပြားသေဆုံးခဲ့ပြီးအချို့သောမြန်မာစစ်သားများ ထိုင်းဘက်သို့ထွက်ပြေးလာကြောင်းထိုင်းစစ်တပ်ကထွက်ပြေးလာသောမြန်မာစစ်သားများကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေခံမှုများနှင့်အညီအကူအညီများပေးအပ်ခဲ့ကြောင်းသိရှိရသည်တိုက်ပွဲများဖြစ်ပွားရာစစ်ကောင်စီပူလူဒူစကန်နှင့်နီးစပ်သောထိုင်းမြန်မာနယ်စပ်ထိုင်းဘက်အချမ်းကိုထိုင်းစစ်တပ်ကလုံခြုံရေးထူးတင်းကျပ်ထားကြောင်းသိရှိရသည် ရန်ကုန်ခေတ်သစ်တရင်ဌာနက KNU ဘက်သို့ဆက်သွယ်မေးမြန်းရာလက်ရှိအခြေအနေကိုမသိရသေးကြောင်းရခိုင်ရပ်ပိုင်းများတွင်ကလည်းပူလူတုဆက်တက်စကန်ကိုသိမ်းမရရှိခဲ့သည်ဆိုသောသတင်းများထွက်ပေါ်ခဲ့သေးကြောင်းစစ်ရေးဆိုင်ရာသတင်းဖြစ်သည့်အတွက်သက်ဆိုင်ရာ KNU သတင်းနှင့်ပြန်ကြားရေးစာမျက်နှာများမှထုတ်ပြန်မှသာအတည်ပြုနိုင်မည်ဖြစ်ကြောင်းပြောဆိုသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအများတွင်ပြင်းအမြင့်ပုံများဤပညာမြင့်ဒရုန်းများကိုဇက်တိုက်အုံပြုနေပြီးအမှတ်9ကပ္ပဆဆေယုံကပောက်ကွဲရပြင်းထန်သောပုံများတိုးထုတ်နေဆွေးတဲ့မယ်ဖြစ်ပါရဲ့ရှင်။ အကြမ်းဖက်ဆက်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများတွင်ပြင်းအမြင့်ပုံများရုရှားနေပညာသောအစစ်မြင့် drone များကိုအရေးအတွက်အများအပြားဖြင့်စက်တိုက်အုံပြူလာနေသဖြင့်ပြည်သူများနှင့်တော်လင်းတပ်ဖွဲ့များအထူးသတိပြုရန်လိုအပ်ကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်မြင့်ကတရီပေးပြောဆိုသည်ဆက်ကောင်စီကရခိုင်ကတရုတ်လို drone များကိုအစစ်မြင့်တွေအုံပြူခဲ့ပြီးနောက်ရခိုင်ကရုရှားလို drone များကိုပါတုံ့ပြန်တုံ့ဆွဲလာကြောင်းအထူးသဖြင့် drone များတွင်ပေါက်ကွဲအပြင်းထန်သောဘုံများကိုရခိုင်ထက်ပုံမတင်ဆောင်အုံပြူလာနိုင်ပြီးအထူးသော drone များမှာပြင်းထန်ချိန်တွင်အတန်ပြင်းမကြ ရပဲတိတ်တဆိတ်ပြန်တဲ့နိုင်မှုများရှိနေကြောင်းရုရှားနည်းပညာသုံးဆင်းမြင့် drone များတွင်ညှကြည့်မြင်ကွင်းပါသောကင်မရာများတပ်ဆင်လာကြောင်းသိရှိရသည်။ ဒရုန်းတွေကတစ်ချိန်လုံးအစင်းမြင့်တင်နေတယ်။သင်္တန်းရောပစ္စည်းရောကအစင်းသင်းဖြစ်လာတယ်။ဒရုန်းဘုံတွေကပြင်အားမြင့်တင်လာတာ ဖြစ်တဲ့အတွက်ဘုံလုံးရေပုံမတင်ဆောင်လာနိုင်တယ်။ဒရုန်းနဲ့ပတ်သက်လို့နည်းပညာပိုင်းပိုကောင်းလာတယ်။ရမ်းမြင့်ဘုံတွေတုံးလာတယ်။အထူးသတိပြုစီချင်တာကတော့ညပိုင်းလက်လွတ်စပယ်အိမ်တလုံးထဲမှာလူတွေစုပြုံပြီးအိမ်တာမျိုး PDF တွေညအချိန်တနေရာထဲမှာပြတ်သိမ့်နေတာမျိုးကအင်မတန်အန္တရာယ်ကြီးပါတယ်ဟုနေပြည်တော်စစ်ဘက်တရင်ရင်မြက်ကဆိုသည်။ စေကောင်စီက drone ဌာနများဖွင့်လှစ်ဆောင်ရွက်နေသည့်အပြင်ပောက်ကွဲအားမြင့်တင်သည့်ဘုံနှင့်ခရဲများကိုတိုးမြင့်ထုတ်လို့ရင်ကပ္ပစဌာနစိတ်များကိုလည်းတိုးချက်ဖွဲ့စည်းနေကြောင်းပောက်ကွဲအားမြင့်ဘုံနှင့်ခရဲများကိုကပ္ပစစက်ရုံများတွင်တိုးမြင့်ထုတ်လုပ်နေခြင်းဖြစ်ကြောင်းသိရှိရသည် စေကောင်စီကဒရုန်းပုံများကိုကြုံမြင်ထုတ်လုပ်ရရင်ပြည်မျိုးနယ်ကြောက်ဦးလေးကြည်ရွာနေရှိကပ္ပဆခုနှစ်ကထုတ်လုပ်နေခြင်းဖြစ်ပြီးကပ္ပဆခုနှစ်သည်အွန်လန်ပြည်လန်ကြောစွာတက်မြေဩဇာစေယုံလမ်းခွဲမှာဝင်ရောက်ရကြောင်းမှန်ပြတော်အလုံးနဲ့စေယုံဝင်သည့်လမ်းရှိကြောင်းရင်းစေယုံနဲ့လက်ပြပုံအင်နာကခုံပြန်ခွဲတင်းဖောက်ကားမိုင်းလူသက်မိုင်းစသည့်မိုင်းမျိုးမျိုးပြင်ပြင်းအမြင့်ဒရုန်းပုံများပါကြုံမြင်ထုတ်လုပ်နေကြောင်းသိရသည် ကဘာစားဆက်ယုံတွေကိုဒရုန်းပုံနဲ့လေယာဉ်ပုံတွေတိုးမြင့်ထုတ်လုပ်တာတွေအပြိုင်ဆိုင်သုတေသနလှုပ်ခိုင်းတာတွေရှိတယ်။အခုအန်ရရှိရဲ့ပြည်အမြင့်ထုတ်လုပ်မှုတွေကိုကဘာစားခနဲ့ကနေတိုးထုတ်လုပ်နေပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည်။ဆလန်တင်ဆက်ပေးမှာကတော့သူတို့၏အိမ်မက်များဆိုတဲ့သတင်းဆောင်မှာပဲဖြစ်ပါရဲ့ရှင်။ ပြည်သူ့ကော်ရီတပ်ဖွဲ့များနဲ့မဟာမိတ်တော်လှန်ရေးအဖွဲ့များအားလုံးလက်တွဲပါဝင်သောအထွေထွေထိုးစစ်ကြီးတရက်တနိုင်ငံလုံးအတိုင်းအတာဖြင့်ဆင်နွှဲကြပြီးဆေးရနာတိမ်မှုကိုအဆုံးသတ်မည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကော်ရီဝင်ကြီးဌာနဦးရင်မွင်ကြီးညာချက်ထုတ်ပြန်လာသည်။ထို့သောအာဏာသိမ်းစစ်ဗိုလ်ချုပ်များကတော့၎င်းတို့ဆက်ပြီးထိန်းသိမ်းနိုင်စွမ်းရှိလေဟန်ဖြင့်ကြောက်ဖြူရေးနဲ့စိတ်ကန်ရုရှားနျူကလ িয়ার ဓာတ်ပေါင်းပုံများဖြင့်အိမ်မက်မန်နေဂျာဆဲဖြစ်သည်။ကြောက်ဖြူရေးနဲ့စိတ်ကန်နှင့် အထူးစီးပွားရေးဇုံအားအကောင့်ထဲပေါ်ရန်သိမ်းဆည်းအစိုးရလက်ထက်2015တွင်သဘောတူလက်မှတ်ထိုးခဲ့သည် လက်ရှိရင်းအာရခတံမတော်သည်ကြောက်ဖြူရှိဒညာဝရီရေတက်စကန်ကိုအပြင်းထန်ထိုးစစ်ဆင်နေခြင်းလည်းဖြစ်သည်ထို့သောထိုးအရေးသည်တကယ်တမ်း၎င်းတို့နှင့်မပတ်သက်လေဟန်ဖြင့်အာနာနိုင်တူကောင်းဆောင်ဆိုဝင်သည်အင်္ဂါနေ့တွင်ခေါ်ယူသောအထူးစည်းဝါးရေးဆောင်ဘိုကော်မတီစည်းဝေးရင်းအဆိုပါစီမံကိန်းများသည်ဘူမိနိုင်ငံရေးစည်းဝါးရေးတရုတ်နှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်လွန်စွာအရေးပါ၍မဖြစ်မနေအောင်မြန်လို့ရမျိုးပြောဆိုသွားပြန်သည်အစည်းအဝေးတက်ရောက်လာသူများသည်၎င်းတို့ပိုင်းစည်းဝါးရေးလုပ်ငန်းများပင်အာရခတံမတော်မှတင်ဆက်ချိန်ပိတ်ခန့် နေရခြင်းတွင် collegiate မှအင်စင်ဒေတာပိုရူနတ်မှုကိုရှိပါအောင်မည်လို့တွေးနေကြမည်သာဖြစ်သည်အဘယ်ကြောင့်ဆိုတော့ဒေါ်လာ9.3ဘီလီယံအထိကုန်ကြမည်ရေနှက်စိတ်ကအ2023ဒီဇင်ဘာလတွင်တရုတ်မှနောက်ဆက်တွဲသဘောတူညီချက်အဖြစ်အပြီးသက်ရမည်ရအား18လထပ်မံတိုးမြှင့်ထားပြီးယခုနှစ်ဇွန်လတွင်ပြီးစီရမည်ဖြစ်သည်သို့တော်လည်းလက်တွေတွင်ဆောက်လုပ်ရေးလုပ်ငန်းများတစ်ခုတစ်လီမှအကောင့်ထဲမပေါ်နိုင်ပေဖြစ်နေသည်ကိုတွေးနေရသောကြောင့်ဖြစ်သည်ကျန်ရမရသည့်အဆုံးထိုးဒေသအားအလားစကားကဲ့သို့ပင်တရုတ်သို့ ို့ရောင်းချရန်သို့မဟုတ်အငှားချရန်ပင်စဉ်းစားလာနိုင်ပေသည်။ရုရှားနှင့်နျူကလီးယားဓာတ်ပေါင်းဖို့ဆိုသည်ကလည်းရခိုင်ကလေးကထိုကဲ့သို့သဘောတူညီချက်မျိုးလေးကိုအထည်ရှိပြီးဖြစ်တော့လေ။ရှုံးလုံးပေါ်လာဖို့ကနှီးပင်မနှီးဆက်သည်။မီးပင်မှန်အောင်မပေးနိုင်သည့်အနေအထားတွင်လူတို့အားနှစ်သိမ့်ရန်အတွက်သာဖြစ်ပြီး၎င်းတို့တဲရင်ထိုကဲ့သို့အသေးစားဓာတ်ပေါင်းမှုတည်ဆောက်ဖို့ငွေကြေးအင်အားကျွမ်းကျင်သည့်တက်ပညာရှင်များလည်းမရှိဟုဝါရှင်တန်ဆက်ကောလိပ်ရှိပမခဇာကာရီအဖူဇာကထောက်ပြခဲ့သည်။ ထို့အစားရုရှား၏ဒရုန်းနည်းပညာများအတွက်ပြည်တွင်းတွင်ထုတ်လုပ်နိုင်ရန်လိုင်စင်ချပေးဖို့မင်းအောင်လိုင်မှပူတင်အဓိကထားတောင်းဆိုမိတာဖြစ်သည်ဟုဆိုသည်ရုရှားဒရုန်းများသည့်တော်လင်အတက်များကိုဟန်တာနိုင်ရင်ထိရောက်မှုရှိသည်ဟုယူဆလာကြသောကြောင့်ဖြစ်သည်။ တရုတ်မှ၎င်းတို့၏အကျိုးစီးပွားများအားလက်ရှိစစ်ဘုတ်ချုပ်များမှဆက်၍ကာဝယ်နိုင်စွမ်းမရှိဟုစိတ်တုံ့နှုံချလိုက်ခြင်းတွင်ချက်ချင်းတို့ပြိုလဲကျသွားမည်အနေအထားဖြစ်နေသည်နိုင်ဖဲကိုခြင်ထားနိုင်သည့်အဖြစ်ကိုမင်းအောင်လိုင်း၏အဖွဲ့ကမြေတို့မှနေမတိထိုင်မသာဖြစ်နေသည်မင်းအောင်လိုင်းအားကိုမင်းတို့လာရင်တရုတ်မှခွင့်ပြုလိုက်ခြင်းကြောင့်ရုရှားဘက်ကလည်းအရေးတင်လာပြီးမော်စကိုအထည်ကိုပင်ဖိတ်လိုက်ခြင်းလည်းဖြစ်သည်မင်းအောင်လိုင်းသည်ထိုခွင့်ရေးကိုအမိရအသုံးချကတရုတ်နှင့်ရုရှားကြားတက်ရှုံနိုင်ရန်ကြံစည်ခဲ့ခြင်းဖြစ်သည်ဟုအမေရိကန်ငြိမ်းချမ်း Institute ှာမြန်မာအရေးတောင်ငံဂျေဆန်တာဝါကသုံးသက်ထားသည်သို့သောတရုတ်သည်နိုင်ငံတွင်ရှိတိုင်းသာလနဲ့ကိုင်းအဖွဲ့တော်များများကိုဩစာညောင်းချပြီးဖြစ်နေသောကြောင့်မေအွန်လိုင်း၏ view အသည်အောင်မြင်နိုင်ဖွယ်မရှိဟုဆိုသည်ရုရှားသည်တရုတ်ဘက်ကဒေါ်လာထွက်လာပြီဆိုရင်လက်ရှိတရုတ်မြန်မာနယ်စပ်စီးရင်အနေအထားကိုပြောင်းလဲရန်စိတ်ကူးမရှိသောကြောင့်လည်းဖြစ်သည်ထောက်ပြခဲ့သည် မင်းအောင်လိုင်းလေးလူလူအားတက်ဖြတ်နေခြင်းအားနိုင်ငံတကာကိုအာယုံလွှဲနိုင်ရန်ရွေးကောက်ပွဲလှုပ်ပေးမြို့ဝါရဖြန့်နေတော့လေ၎င်းအားဖေရှားပြင်းရန်လန်ခင်းပေးလို့ဖြစ်လာတော့မြို့ကိုတည်ထားပြီးဖြစ်၍တန်းနိုင်နေများအချိန်ဆွဲဖို့သာကြံစီမည်ဖြစ်သည်ဟုမြမရေးလေးလာသူ Eagle Vlad Savika ဆိုသည်၎င်းအားတနိုင်ငံလုံးသောမကစစ်တပ်အတွင်အရာရှိရာခံများကလည်းရွန်ရှာမုံတီနေကြသည်ကိုသိနေပြီးဖြစ်၍လက်ရှိရာတို့မှဆင်းမရန်မြို့သူမှစိတ်ကူးရဲပင်ထဲမည်မဟုတ်သုံးသပ်ထားသည် လက်ရှိဖိလစ်ပိုင်သမ္မတဟောင်းဒူတာတရား ICC ရန်ဖြင့်ဖန်ဆီးပြီးနေမကူပဲတရိတ်နိုင်ငံရှိနိုင်ငံတကာတရားရုံးသို့လွှဲပြောင်းပေးလိုက်မှုသည်မြန်မာလိုင်းအတွက်အိမ်မက်ဆိုးကြီးဖြစ်လာနေပေမည်ပြည်သူတို့၏ခုခံတော်လှန်စစ်မုတ်ချအောင်ရမည် ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြမလူအရေး၃ပုံ၃ပုံအရေးပေါ်အကူအညီလိုအပ်နေကြောင်းကုလပြောဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။မြမလူအရေးရဲ့၃ပုံ၃ပုံဟာလက်တလောစားနဲ့ရိတ်ခါမလုံလောက်မှုနဲ့ရင်ဆိုင်နေရတဲ့အပြင်ဆက်လက်ဖြစ်ပွားနေတဲ့ပဏိပခါတွေကြောင့်ပြည်သူ၁၉ဒသမ၉တန်းလူသားချင်းစာနာထောက်ထားမှုအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ကုလသမဂ္ဂကမတ်လ၃၃ရက်နေ့မှာပြောလိုက်ပါရယ်။စေကောင်းစီဟာနေမြေတွေလက်လွတ်လိုက်ရတာနဲ့အမျှလက်နက်ကင်ဖွဲ့တွေကိုလက်တုံပြန်တဲ့အနေနဲ့အကူအညီပေးတာပြီးပိတ်ဆို့ထားကြောင်းကုလသမဂ္ဂ ပညာရှင်တွေထုတ်ပြန်တဲ့ကြေညာချက်မှဖော်ပြပါရယ်။ဒါအပြင်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအရောက်ပေးဖို့နိုင်မှုကန့်သက်တဲ့အပြင်လူသားချင်းစာနာရေးဆိုင်ရာဝန်ထမ်းတွေကိုလည်းပြင့်မှတ်ထားနေတယ်လို့ဆိုပါရယ်။ဒီအခြေအနေတွေကြောင့်စာနာရိတ်ခါချက်တွေကပိုဆိုးလာတာဖြစ်နိုင်ကြောင်းထောက်ပြထားပါရယ်။မြန်မာတိုင်းနိုင်ငံလုံးရဲ့မြို့နယ်66ရာခိုင်နှုန်းမှာဖြစ်ပွားနေတဲ့စစ်ကောင်စီတပ်နဲ့တော်လှန်အင်အားစုတွေရဲ့လက်နက်ကိုင်တိုက်ပွဲတွေကြောင့်စီးပွားရေးနဲ့စိုက်ပျိုးရေးကဏ္ဍထိခိုက်ရတယ်လို့လည်းဆိုပါရယ်။ 2025ခုနှစ်မှာစံစီစားနဲ့ပေးအပောင်းဝင်အတိကအားချပြီးစားရတဲ့ရိက္ခာစင်းတို့30ရာခိုင်နှုန်းထိတက်မယ်လို့မျှော်မှန်းရကြောင်းလည်းပြောပါရယ်။စက်ကောင်စီရဲ့တားမြစ်ပိတ်ဆို့မှုတွေပြင်ပြင်ထန်တဲ့ရာသီဥတုအခြေအနေတွေကအကြက်အတဲကိုပိုဆိုးသွားစေတယ်လို့ကြေညာချက်မှာပါရှိပါရယ်။ အထူးသဖြင့်နေရက်ရွှေပြောင်းရတဲ့ဒုက္ခသည်စကန်တွေကအမျိုးသမီးတွေနဲ့ကလေးတွေဟာရိုက်ခါမလုံလောက်မှုကိုအဆိုးဆုံးကြုံနေရတဲ့အပြင်ဆိုတင်ကာဝေနိုင်တဲ့ယောဂရီစာကလေးငယ်တွေတိတ်ဆုံလို့မြင်မာရနဲ့ရင်ဆိုင်နေရတယ်လို့လည်းဖော်ပြထားပါတယ်။ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးစက်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကို IFA ကမေးမြန်းမှုဖုံးဆက်ခဲ့ပေမဲ့လက်ခံဖြေဆိုတာမျိုးမရှိပါဘူး။